လေတီရှားဟာဒီနှစ်အစောပိုင်းမှာရင်သားကင်ဆာကိုတွေ့ရှိပြီးတဲ့နောက်မှာတော့ရှစ်လတာကာလပတ်လုံးဓာတုကုထုံးအကြင်ကြင်ခံယူခဲ့ရပြီးတော့ယောဂါကိုခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပါတယ်။ကျွန်မအိမ်ရတဲ့လင်းနေခဲ့ရပါတယ်။အရန်ပြင်ပန်းခဲ့ပါတယ်။ပြီးထွက်ဆိုးချိုးတွေအများကြီးခံစားခဲ့ရပါတယ်။ဒုတိယအချိန်အပတ်စဉ်ဓာတုကုထုံးစပြီးကလေးကနည်းနည်းပိုကောင်းလာခဲ့ပါတယ်လို့သူကပြောပါတယ်။ခွဲစိတ်ကူးတာမှုနဲ့ဓာတုကုထုံးတွေခံယူပြီးတဲ့နောက်မှာတော့အခုဆိုရင်မျောလင်းချက်အလင်းရောင်ကိုမြင်နေရပါပြီ။ ဒါဟာသူ့ရဲ့နောက်ဆုံးစီးသွင်းမှုဖြစ်ပါတယ်။ကျမဒီထူးခြားမှုကိုနှစ်သက်နေပါတယ်။ဒါဟာကျမရဲ့ကုသမှုခရီးစဉ်မှာခြေလှမ်းတလှမ်းပါပဲလို့လေတီရှားကပြောကြားထားပါတယ်။ပြင်သစ်နိုင်ငံအနောက်ပိုင်းလာရိုရှဲမြို့ကစီးယုံမှာလေတီရှားဟာရင်သားကင်ဆာအတွက် ကုသမှုခံယူနေတဲ့အမျိုးသမီး900ရာကတဦးဖြစ်ပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်ပြင်သစ်မှာနှစ်စဉ်အမျိုးသမီး6000တထောင်ကျော် ရင်သားကင်ဆာဆစ်ဆီးတွေ့ရှိရပြီးတော့ကမ္ဘာတဝန်းမှာတော့အမျိုးသမီးပေါင်း1.2တန်းကျော်ယောဂရှာဖွေတွေ့ရှိရပါတယ်လို့ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့2022ခုနှစ်အချက်အလက်တွေကဖော်ပြထားပါတယ်။ပြင်းထန်အပါဝင်အနောက်နိုင်ငံတွေမှာယောဂဖြစ်ပွားနှုန်းတွေအရန်မြင့်မားနေပေမဲ့ဝင်ငွေနေပါတဲ့နိုင်ငံတွေလိုမျိုးယောဂဖြစ်ပွားနှုန်းတွေတိတိတသာနေပါတဲ့နိုင်ငံတွေမှာတော့မှ ရင်သားကင်ဆာဟာအမျိုးသမီးတွေရဲ့ကင်ဆာရောဂါစီးရင်မှာထိတ်ဆုံး၃မျိုးတွင်မှပါဝင်နေသေးပါပဲ။ဒါကြောင့်ကမ္ဘာပေါ်မှာရင်သားကင်ဆာထိန်းချုပ်ရေးအစီအစဉ်မရှိတဲ့နိုင်ငံမရှိပါဘူးလို့ IARC International Agency for Research on Cancer မှကင်ဆာယောဂဗေဒပညာရှင်ကပြောကြားထားပါတယ်။အရင်ကတည်းကကုသမှုတွေထိရောက်လာတာကြောင့်စောစောစစ်ဆေးခြင်းနဲ့ကုသမှုခံယူတာကအရေးကြီးလာပါတယ်။ လွန်ခဲ့တဲ့25နှစ်တာကာလအတွင်းမှာအသက်ရှင်နှုန်းကအမျိုးသမီး၄ဦးမှ၃ဦးကနေ10ဦးမှ9ဦးအထိတိုးလာခဲ့ပါတယ်။ဒါဟာကုသမှုတွေတိုးတက်လာတာကြောင့်ဖြစ်တယ်လို့စောစောယောဂရှာဖွေတွေးရှိတာတွေကြောင့်လည်းဖြစ်ပါတယ်။ကျွန်တော်တို့ပို့ပြီးတော့ရှာဖွေတွေးရှိနိုင်တာကြောင့်စောစောနဲ့ပိုကောင်းအောင်ကုသပေးနိုင်ပါတယ်လို့စီးယုံကပြောကြားခဲ့ပါတယ်ခင်ဗျာ။